မနက်ခင်းအချိန်မှာတော့ကျွန်တော်ရဲ့ Minecraft ကအရန်ကိုတာရန်လှပပါတယ်။ဒါပေမဲ့ညရောက်တဲ့အချိန်မှာတော့ထူးဆန်းတဲ့အရာစဖြစ်လာပါတော့တယ်။တောနဲ့ထဲကနေပြီးတော့တစုံတယောက်လမ်းကြီးနေတယ်လူခန်းစားနေရတယ်။ပြီးတော့တီးလိုက်ရတာကအဲ့ဒီမတင်ကစရာကောင်းတဲ့အကောင်ရဲ့နာမည်ကတော့ The Rake ပြီးတော့သူကဒီမကောင်းဆိုးရရဲ့အားလုံးနဲ့မှာအန်တီရဲ့အများဆုံးနဲ့အာအကောင်းဆုံးမကောင်းဆိုးရလို့ပြောရင်လည်းမမှားပါဘူးကျွန်တော်ရှင်းတင်နိုင်မလား ဒါမှမဟုတ်လို့ရှင်အဲ့ဒီကောင်ရဲ့တားကောင်ပဲဖြစ်သွားမလားဆိုတော့သိရင်တော့ subscribe လေးနှိပ်ပြီးတော့ဗီဒီယိုရဲ့အဆုံးထိ like ခဲ့ကြပါ so all right everyone ကျွန်တော်တို့ minecraft world ရရောက်ပြီကံကောင်းစားနေပဲ village လည်းတွေ့သွားခဲ့ပြီပေါ့ဗျာ village ထဲမှာပဲ spawner ဆိုတော့မစိုးဘူးပေါ့ကဲအဲ့တော့ကျွန်တော်တို့ဒီမှာ hay bale တွေအရင်ယူမယ်ဗျာအဲ့တော့အစာတော့ပူစရာမလိုတော့ဘူးပေါ့အဲအဲ့လို့ဆိုကျွန်တော်တို့ဒီမှာတစ်ပင်နေခုံးမမြင်လေ okay ကဲတစ်တုံတုံတော့ရပြီအဲဒါမှလည်းထက်ခုတ်တိုင်းပဲဗျာကဲလောက်ဆိုရင် ဒါမှမဟုတ်တုံးနဲ့နဲ့လည်းမရသေးဘူးဆိုတော့နောက်ထပ်တတုံးထပ်ခုတ်လိုက်ရအောင်မင်းမြန်လေး။ကဲအဲ့တော့ကျွန်တော်တို့ crafting table နဲ့ pickaxe တစ်ခုတော့လုပ်လို့ရပြီ။ All right. Okay. ကဲဆိုတော့ကျွန်တော်တို့ဒီမှာ crafting table ကိုချမယ်ပြီးရင် pickaxe တစ်ခုလုပ်ရအောင်မင်းမြန်လေး။အဲညမရောက်ခင်ဘယ်လိုပဲဖြစ်ဖြစ်ကိုယ့်ကိုယ်ကာကွယ်ဖို့အတွက်အဲအမြင့်ကြီးတစ်ခုစောင့်မှရမယ်။ဘာလို့လဲဆိုတော့ညခင်ကြလို့ရှိရင် the regular မှာကတော့တေချာပြီးသားပါပဲ။အဲ့တော့မင်းမြန်လေးကျွန်တော်တို့ပြင်ဆင်ရအောင်။ โอเคโอ้ဒီမှာဝတ်တကောင်ဒါမှမဲ့အဲ့ဒီကောင်တော့ထားလိုက်ပါတော့မတက်တော့ဖန်နေကွာမင်းရလဲကဲဒီထဲမှာတော့ကျွန်တော်အကောင့်လေးပါလက်တက်ဆီရမလို့ပါဗီလစ်လည်းတွေ့ပြီးသားပြီးတော့စားစရာအတွက်ကလည်းအခုရှိပြီးသားဆိုတော့ကဲဒီနေ့ Minecraft တွေမှာဆိုရင်တော့တက်တက်လို့ပဲစားတော့မယ်ကွာ The Rick ကကျတော့ကျွန်တော်တို့ player ရဲ့ထဲတော်မှာတတော် Andy ရတယ်ပြီးတော့ player ရဲ့ထဲလည်းစိုးတယ်ပေါ့ဗျာသူကလည်း Minecraft ကိုဖြတ်စည်းဖို့ပဲလာဆိုတော့ကျွန်တော်မဖြတ်စည်းတော့ပါဘူး Minecraft ပေါ့ကွာ ဘာကောင်မှမတက်ဘဲနဲ့ပဲဒီဒီတကဆော့တော့မယ်โอเค nice gabriel လောက်ရောင်ရင်လေးအဲ20နဲ့မှတစ်ခုဆိုရလဲမရသေးပါဘူးနောက်တစ်ထပ်လောက်လာမယ်โอเค52ခုအဲရှိသမျှအကုန်လိုလိုက်တော့မယ်ဗျာโอเคကဲ54ခုဆိုလို့ရှိရင်တော့တော်တော်စားလို့ရပါပြီအဲ့လောက်ဆိုရင်တော့ကျွန်တော်တို့အေးဆေးရတာစားသုံးလို့ရပြီဒီ bread ကို အဲ့တော့ကျွန်တော်တို့ stone 2မှမြင်မြန်လေးအချိန်မစွဲနေတော့ပါဘူး။ Okay stone လဲတွေ့ပြီဆိုတော့ဒီကောင်တူးရအောင်။ All right ။ပြီးရင်ကျွန်တော်တို့ furnace လဲလုပ်မယ်။ stone 2လေးလဲလုပ်မယ်။ Okay ။ ကဲအဲ့တော့ကျွန်တော်တို့ရေစတွန်ပစ်ကက်တခုလောက်လိုက်မယ်ဗျာပြီးမှဆက်တူးမယ်မဟုတ်လို့ရှင်အရှင်ကြတယ်တော်တော် okay အဲ့တော့ဆက်တူးရအောင်ဗျာစတွန်နေဒီခါတော့နည်းနည်းပုံမြန်သွားပြီပေါ့ all right ဘယ်လိုပဲဖြစ်ဖြစ်ညမရောက်ခင်ပြင်ဆင်မရမယ်ဗျနေရာကောင်းလေးတစ်ခုရှာပြီးတော့နည်းနည်းလုံလုံချုံချုံလေးနေရာတစ်ခုစောင့်မရမယ်မဟုတ်လို့ရှင် the rig ကဗျာ block တွေပါလဲဖြတ်နိုင်နေဆိုတော့တော်တော်ဆိုးတယ် ီးတော့အဲ့ဒီကောင်ရှိမှ warden ထဲတောင်မှပို့ပြီးတော့အသက်များတယ်ဗျာ damage ကလည်း warden ထဲများတယ်အဲ့တော့အစင်တော့မပြေဘူးဒီတိုင်းဆိုရင်သူ့အတွက်ကျွန်တော်ဂန်းနေပါပါလုံးမရမယ်ဒီတိုင်းဆိုရင်သူ့ကိုနှိမ်နေမှုဆိုတာလုံးဝမဖြစ်နိုင်ဘူးပေါ့သူ့ရဲ့အသက်ကကြတော့ heart က900ကျော်တိရှိတယ်တဲ့ warden ရှိမှ250ဆိုတော့သူ့ထဲပို့များတာပေါ့ okay ကဲအဲ့တော့ ကျွန်တော်အားရုံရှာရမယ်ဗျာဒါပေမဲ့အားရုံရှာဖို့တော့ဒီနောက်မှာ cave လည်းမရှိဘူးအဲဟိုထားလိုက်ပါတော့မတက်တော့ပါဘူးဒီ micro မှာဒီနေ့ဘာမှမတက်ဘဲနဲ့ဆော့မယ်တွေးထားတာ okay အဲ hello villagers မင်းတို့ဘာလုပ်နေတာလဲပြောရအောင်အဲဘာလုပ်နေတာလဲတခုတော့လုပ်နေတာငါသိရဲ့ထားလိုက်ပါတော့သူတို့အေးစင်းနေပါစေရောကဲအဲ့တော့ကျွန်တော်ဒီရဟာအကုန်ယူမယ်ပြပြင်တစ်ပင်တွေလည်းပြန်ဆိုင်မယ် micro ball လက်လက်ပပလေးထားမယ် okay ကြင်ထားတဲ့သစ်ပင်တွေထက်ကိုရအောင်ပြင်ပြန်ဆိုင်ပါပါဗျာဒီတိုင်းတော့မထားပါဘူး all right ကဲဆက်ခိုးရအောင်အုပ်ဒီမှာခွေးလေးရှင်းစရာလေးကွာဒါပေမဲ့မထင်းနေတော့ပါဘူး okay အဲ what ဒါပါကြီးလေအဲ scrap metal ရဲ့ဒီကောင်နဲ့ငါဘာလုပ်ရမှာလဲကွာတန်တူတန်စားရီ ဒါမှမယူထားလိုက်မယ်ဗျာနောက်ပိုင်းလိုရင်သုံးပါပေါ့အဲ့လိုလေအဲဒါမှမဘာလို့ရလဲတော့မသိပါဘူးအပြီးတော့ကျွန်တော်နောက်တစ်ခုသိထားတာက the rate ကဗျာမနဲ့ခင်ကြလို့ရှိရင်လုံးဝမလာပါဘူးမနဲ့ခင်ကြလို့ရှိရင်သူကနေပူတယ်အောင်မခမ်းနိုင်တာတကယ်လို့ညခင်ရောက်လိုက်ဆိုလဲမနဲ့ခင်ရောက်တဲ့အထိဘယ်လိုပဲဖြစ်ဖြစ်သူ့ရှိရလွတ်အောင်ပြေးနိုင်မယ်ဆိုရင်တော့မနဲ့ခင်ရောက်တယ်နဲ့သူကဒီကနေထွက်ခွာသွားမှာပါအဲ့လိုပုံစံဆိုတော့နည်းနည်းတော့အဆင်ပြေတာပေါ့မဟုတ်လို့ရှိရင်ဗျာမနဲ့ခင်လက်လာလို့ရှိရင်တော့ကျွန်တော်လွတ်မှာတော့မဟုတ်ပါဘူးလုံးဝအဲအဲ့တော့ ဒီမှာကျွန်တော်တက်ပင်လေးပြန်ဆိုက်လိုက်မယ်ဗျာ okay nice ကဲအဲ့တော့တွားရအောင်မင်းလေးကျွန်တော်တို့အိမ်ဆောက်မယ်ဗျာဒါမဲ့တက်ပင်လေးလည်းဆိုက်သွားမယ်တခါတည်းရှိသည်များတက်ပင်လေးအကုန်ကဲပြီးတော့ကျွန်တော် Minecraft ထဲမှာအကောင့်တွေပါရမတက်တော့ဘူးဗျာအဲ့ဒီဝက်တွေပါရောလေအဲဒါမဲ့ဒီကတော့ကျွန်တော်တက်တာမဟုတ်ဘူးဒီခွေးတက်တာဆိုတော့ယူလိုက်ပါတော့မယ် အဲပြီးတော့အစာအတွက်ကကျတော့ကျွန်တော်ရှိမှာ bread ရှိပြီဒါပြီးတော့အဲ့ရအတွက်ကတော့ village ထဲမှာရှိတယ်ဆိုတော့ဘာကောင်းမှတက်စရာမလိုတော့ဘူးအဲပြီးတော့အဓိကသတိထားမှာတော့ညမရောက်ဖို့ပဲညရောက်တာနဲ့အဒီလုံကြုံတဲ့နေရာတစ်ခုခုကြည့်ပြီးတော့ခိုလုံမရမယ်ကဲအဲ့တော့အဲ့ဒီကြောင့်လည်းနောက်မှပြောမယ်အရင်ဆုံးအိမ်စားဆောင်ရအောင်ပဲမြန်လေးအခုညမရောက်သေးဘူးဆိုတော့အေးစိတ်လုပ်လို့ရသေးတယ် โอเคတလောက်တော့ပြီးသွားပြီဆိုတော့ညခင်လည်းရောက်ခံနေပြီအင်းဆုံးအိတ်တင်တယ်လို့ထင်တာပဲပြီးတော့ village ရှိတော့ပူစရာတော့မလိုဘူးဘက်တရာဆက်တဲ့အစင်းသိရှိပြီသားအဲ့တော့အောက်သွားရအောင်ပြီးရင်โอเคကဲတလောက်တော့ပြီးပြီဗျာအများကြီးမပြီးသေးဘူးဒါမဲ့လေပြီးကြမှာဆက်လုံးမယ်โอเคအရင်ဆုံးသွားရင်ဗျာဒါမဲ့မအိတ်ခင်နေမှာဒီနားမှာကျွန်တော်လက်ကားတိလောက်ရင်ကောင်းမလားမသိဘူး ဒီနားလေဖောက်ထားလိုက်မယ်ပြန်လေကားလေးလုပ်လို့ရတယ်။ Okay ပြီးတော့သွားရအောင်မြင်မြန်လေး။ Okay ဆိုတော့ကျွန်တော်တို့ဒီမှာအိမ်တော့ဆောက်လုပ်ပြီးပါပြီ။ဒါမှမဟုတ်ကျွန်တော်တို့ခု iron တွေပါလဲရှာရအောင်မယ်ဗျာ။ Okay ဒီမှာကျွန်တော်အိမ်ပေါ့။အိမ်တော့မဟုတ်ဗျာတာဝါပုံစံဆောက်ထားတာပေါ့အမြင့်ကြီးမှာ။အဲကြမ်းမှကျွန်တော်တို့လုံကြုံပါ။ကြဲတော့ကျွန်တော်ခု iron ရှာဖို့တော့ cave ကတော့အနားမှာမတွေ့ဘူးဗျာ။အဲ့တော့ဘယ်နားမှာတွေ့နိုင်မလဲမသိဘူးဆိုတော့လိုက်ရှာရအောင်။ဒါ cave လား။ဟာမဟုတ်ပါဘူး။ကြဲဆိုတော့ရှေ့ဆက်ကြည့်အောင်မြင်မြန်လေး။ Okay အဲဒါပေမဲ့အနားမှာလုံးဝအဆအနာမတွေ့ဘူးဗျာကျွန်တော် iron နေပါတွေ့မယ်လို့လည်းမထင်ပါဘူးအဲပြီးတော့ဒီမှာတော့တွေ့နိုင်မလားအာ what ဒီဂျောင်းထဲမှာ iron ဘယ်လိုလောက်ရောက်နေတာလဲဟာအဲ့တော့လုံးဝသိချာဂျောင်းထဲထိသိချာလိုက်ကြီးမရမှာနဲ့တူတယ်တောက်နာထိအဲဒါပေမဲ့ခဏလေးကျွန်တော်မယုံသေးဘူးဒီအောက်ကိုထပ်တူးကြည့်ရင်ရောအဲ seriously ဒီနိုင်မှာ iron ကိုဖွာထားကြရပါပဲ structure ရလည်းအဆိုင်ကဲတော့အောက်ကိုနေနဲ့ဆက်တူးကြည့်အောင်ဆက်တွေ့မလားမသိဘူး โอเค what the heck ရေရေအဲ့တော့ဘယ်လိုလုပ်ရမလဲဒီထဲမှာဘယ်လိုတူးရမလဲအရုံးနေပါတွင်အဲခဏလေကျွန်တော်ရှင်မှာအကြံတစ်ခုရှိရယ်ဒါဆိုအပြင်ပြန်ထွက်ရအောင်အဲ့တော့ကျွန်တော်ဒီနေ့မှာ crafting table ချပြီးတော့တကားပေါက်တွေလုပ်လိုက်မယ်ဗျာအဲ့လိုဆိုရင်ရေထဲမှာအသက်ရှူလို့ရတယ်โอเค okay ရပြီဟဲ့အဲ့လိုဆိုရင်တော့ကျွန်တော်ရေထဲမှာအသက်ရှူလိုက်ရတယ်မှာမီးတွေးအများကြီးပဲဆိုတော့ဒီကောင်နေတူးရအောင် ပြီးတော့ကျွန်တော်တို့ခေါ်ပါလဲလို့ရတယ်ဗျဂန်းအောင်လောက်ရမှာဆိုတော့အဲပြီးတော့ဒီအပေါ်မှာပြထားတာတော့ဒီဗီဒီယိုမှာတုံးထားတဲ့ဂန်းမော့ပါဗျာကဲအဲ့တော့ဒီလောက်ဆိုရပြီဆိုကျွန်တော်တကားပေါက်ကိုပြန်ယူမယ်ပြီးတော့ရှေ့ဆက်ကြည့်အောင်ရှေ့မှာဘာရှိသေးလဲမသိโอเคကဲရှေ့မှာ cave တိဟာဒီလောက်ပဲရေရရှိရလားမနက်ရှင်းနေနဲ့ဆက်တင်တာအနောက်ထက် အဲဒါမှလည်းထားပါတော့ရှောက်ပက်ကြည့်အောင်ဘာရှိလဲမသိဘူးအာရုံတွေအများကြီးရရင်တော့ကောင်းတာပေါ့ကဲအဲ့ဒီတော့ကျွန်တော်တို့အစင်သင်းဖြစ်ပါပြီအဲ့ဒီ rate ကိုတိုက်ခဲ့ဖို့အတွက်ကျွန်တော် trap တွေပါလည်းအကုန်လုပ်ပြီးပြီဆိုတော့ဒီကောင်တွေအောက်မှာသွားခင်းရအောင်မမြင်လေပြီးတော့ gun animation ကတော့ဘာပဲပြောပြောတော်မိုက်တယ်အိုး wow မိုက်လိုက်လားအထက်ရနေပြီ ammo လက်ထဲကိုဖမ်းလိုက်တာအဲ့ဒါတော်တော်မိုက်တယ် bullet ကိုပဲပြောရမယ်ဆိုရင် okay အဲ့တော့အောက်ကိုသွားမယ်ပြီးတော့ ဒီနားမှာကျွန်တော်တို့ဒီထောင်ချောက်တွေခင်းမယ်ဗျာအဲ့ဒီအကောင်ကြီးကိုဖမ်းဖို့အတွက်ဒါပေမဲ့ဒီကောင်နေနဲ့နိုင်မယ်လို့မထင်ပါဘူးအဲ့ဒီကောင်အတွက်နောက်ဝကြအဲ့ဒီကောင်အကုန်ချိုးပစ်မှာပဲအဲ့ဒါမဲ့လည်းကျွန်တော်အထောက်ကိုပြုတ်နိုင်ပါတယ်အဲ့တော့ဒီကောင်နေဒီမှာခင်းလိုက်မယ်မြန်မြန်လေး all right okay အဲ့တော့ဒီမှာမှခင်းလိုက်မယ်မြန်မြန်လေးကြည့်လောက်ဆန်ရပြီလို့ထင်တာပဲ ကဲတော့အပေါ်ပြန်တက်ရအောင်ညငင်မိုးလျှော့ပြီဆိုတော့အန်ဒီရောရှိတယ်။အဲပြီးတော့ကျွန်တော် village ထဲကနေ bad view လာသေးရတယ်တူရဟုတ်တယ်ဒီမှာပါ။ကဲဆိုတော့ကျွန်တော်တို့ဒီမှာဒီကောင်ထားမယ် response ဆက်မှာပေါ့။ Okay ထားရအောင်မြန်မြန်လေး။ဒီညဘလို့ပဲဖြစ်ဖြစ် survive လုပ်မယ်။ Oh what? ရောက်လာပြီ။အခါကုန်းကုန်းကြီးနဲ့ဟဲ့ကောင်ရဲ့အဲ okay အနိုးနားကြီးရွာဒီကောင်ကြီးကလည်းအော်လိုက်တယ်။အပေါ်မတက်လာနဲ့အပေါ်မတက်လာနဲ့ ရောင်းအောင်ပြစ်လို့မရအောင်အဲ့ဒီကောင်ဘာဖြစ်နေရလဲမသိဘူးတော်တော်တော့အားကောင်းနေအဲ့ဒီကောင်အဲ့ကြောင့်မလို့ကျွန်တော်ပြောတာပေါ့အဲ့ဒီမကောင်းဆိုးရရတာမှဒီကောင်အန်ဒီရအရှိဆုံးလို့ဒါမှမနဲ့ခင်မိုးနေတော့မယ်ဆိုတော့ပူစရာတော့မလိုပါဘူးဘာရောက်သွားပြီလဲအိုးအောင်ပါโอเคတော်သေးတာပေါ့အိမ်ရောဒီတိုင်းအမြင့်ဆောင်ထားလို့မဟုတ်လို့ရှိရင်တော့ကျွန်တော်လုံမှာမဟုတ်ဘူးအောက်က traffic ကောင်သူချိုးနေပြီနဲ့တူတယ်ပြီးတော့ကဒီ creeper ရတဲ့မှာအိုးပြေးသွားပြီ Ah, thank God I'm safe. အမလေးကြော်သေးတယ်ဗောမဟုတ်ရင်ကျွန်တော်အိမ်တစ်ခုလုံးသွားပြီဗျအဲ့ဒီကောင်ကဘလော့တွေပါရေကုန်ချိုးတက်တယ်ဆိုတော့โอเคပြောင်းမခရီပါရှိရယ်ဆိုတော့အောက်စင်းရလက်ခံပါဒါမဲ့ကျွန်တော်တို့အောင်မြင်စွာပဲဒီညကိုကြော်ဖြတ်နိုင်ရပြီကဲဆိုတော့ကျွန်တော်တို့အောက်ကိုဆင်းပြီးကြည့်ရအောင်မဘာရှိသေးလဲဆိုတော့အဲ့ဒီကောင်မနက်ခင်းပြေးလို့ရှိရင်ဗျ music disc ဆိုတဲ့တစ်ခုအဲ့လိုသူ့နောက်ကနေကြံကြံခဲ့တယ် အဲ့ဒီကောင်အသုံးပြုရဲသူ့ထိန်းချုပ်လိုက်ရတယ်တော့ကျွန်တော်ကြားဘူးတယ်မော်တယ်မှာခဏနေသွားကြည့်မှာမှ creeper ရှိနေလို့ okay ရင်တော့ creeper ရလည်းမတွေ့ဘယ်ရောက်သွားပြီလဲအစောကနေဒီဘက်မှာပဲ okay အိုဒီမှာအောက်မှာတွေ့ပြီ creeper ဟဲ့ကောင်ငါဒီမှာအပေါ်မှာပြောအောင်မသိတော့ခင်အောက်ကစင်းကြီးအောင်ရှိလားမသိလေကားတိတ်တွေအကုန်ချိုးပြစ်ပြီပဲဟမ် okay ဒီမှာတွေ့ပြီဒီကောင်ပဲပြောနေတာဘယ်လိုလဲတော့မသိပါဘူးဒါပေမဲ့ဒီကောင်နဲ့ဆိုရင်တခုခုတော့လှုပ်လို့ရတယ်ဗျာ အဲ music disney ဆိုရင်အဲဒီမှာ black out ရေးထားတာတော့ okay ဒီကောင်နောက်ဗီဒီယိုမှာကြည့်ကြည့်မယ်ဗျာဘယ်လိုလဲဆိုတာကြည့်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ